မင်္ဂလာပါခင်ဗျာ Listener Heaven Audio Book Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါတော့1958ခုနှစ်မြဝတီမဂ္ဂဇင်းအတွဲ6အမှတ်3မှာပလေးအရာရှိတူရေးသားထားတဲ့ချီကျူတဲ့သူဆိုတဲ့ဝတ္ထုတို့ကိုဖတ်ပြမှာပဲဖြစ်ပါတယ်ကဲကျွန်တော်နဲ့အတူတူချီကျူတဲ့သူဆိုတဲ့ဝတ္ထုလေးကိုခန်းစားကြည့်အောင်ပါချီကျူတဲ့သူကိုချီကျူခြင်းသည်ကောင်းမြတ်သောမင်္ဂလာတစ်ပါးဖြစ်၏ မချီကျူးမထောက်ပံ့သင့်သည်ကိုချီကျူးထောက်ပံ့မြောက်စားမိလင်လဲပေါ့ပေါ့မှားမှားဖြစ်၍အမင်္ဂလာဖြစ်ပေမည်။သို့တော့ချီကျူးသင့်သူတိုင်းကျွန်ုပ်တို့ချီကျူးကြပါလေဟုစစ်စစ်ကြည့်လင် အများအပြားသောချီကျူးသင့်သူတို့ဟာမချီကျူးမထောက်ပံ့မမြောက်စားခဲ့ကြသည်မှာအများအပြားပင်ရှိပေမည်။မချီကျူးမမြောက်စားအထောက်ပံ့ပေမယ့်ညလည်းမိမိတိုင်မိမိပြီးမိမိလူမျိုးမိမိဘာသာမိမိသာသနာအတွက်ပြုတ်လုတ်ဖွဲရာတမကပြုတ်လုတ်ရန်ကိစ္စများကို လောက်ကြရပေးမိမှာမိမိတိုင်းပြည်မိမိလူမျိုးမိမိဘာသာမိမိသာသနာကိုချစ်သူတိုင်းလောက်ကြပေးမိထို့သောသောသူများအားထူးသောပုဂ္ဂိုလ်များကိုခေါ်ဆိုရပေးမိမိမိအကျိုးမိမိတို့လူတစုအကျိုးမိမိဆွေမျိုးသားချင်းအကျိုးရှိမည်ဆိုလျှင်ဒင်းပြစ်ချက်ပြစ်လောက်ချင်သူလောက်နေသူအများပြပင်ရှိသို့သောမိမိအကျိုးတပည့်သားများလောက်ရှိ၍အများအကျိုးတကြက်သားရှိမည်ဆိုလျှင်လောက်လိုသူရှားလာ၏ဥပမာပြရမည်ဆိုလျှင် ကစားဝိုင်းများသည်ရတိုင်းရွာတိုင်းမြို့တိုင်းတွင်ရှိ၏ဟန်စီအေးယူရန်ရဲဤအပေါင်းသင်စုငွေအဆရှိသော မျော်လင့်ချက်မရှိလျင်ရဲအာတရင်မပေးလိုကြမိမိအကျိုးတနည်းနည်းမခံနိုင်ရလျင်မိမိတာဝန်ကိုထမ်းရန်အလွန်ဝင်လေကြ၏အင်္ဂလိပ်နိုင်ငံစသည်တို့တွင်လူသားမှုတစ်ခုပြပွားလျင်ထိုအမှုတွင်တွေ့မြင်ကြားသိသူများသည်ရဲရှိရာရဲ့သူတွားရောက်၍မိမိတိတိမျှမိန်းသမျှကြားသမျှကိုအမှုစစ်စစ်ရာတွင်လွယ်ကူစေရန် သွားရောက်သတင်းပေးဖို့တိုက်ကြသည်ဟုသိရ၏ကျွန်ုပ်တို့နိုင်ငံတွင်ဤကဲ့သို့ တာဝန်သိမှုများဘယ်ချိန်ကာလတွင်ရနိုင်လေမည်နည်းလက်ရှိအခြေအနေအရမပြောနိုင်သေးပေမည်သည့်အမှုကိစ္စကလေးကိုပင်ဆောင်ရွက်ဆောင်ရွက်အကျိုးကျေးဇူးခံစားမှုလေးများလိုချင်ကြသည်မှာမြမပြည်တဝန်းလုံးတွင်ဖြစ်ပေါ်နေ၏စုငွေကြီးမြင့်ထောက်ပံ့မှုနာမည်ကောင်းအစရှိသည်တို့မရရှိလျှင် မိမိပြုပွဲကိစ္စတရက်ဟုသဘောမတတ်ဝင်ကြသေးသည်မှာဝမ်းနည်းဖွယ်ရာဖြစ်သည်သို့သောစုငွေနာမည်ကောင်းလက်မှတ်အစရှိသည့်တို့ကို မျော်လင့်တောင်းတခြင်းမရှိမူ၍နိုင်ငံသားကောင်းတို့၏ဝတ္တရားများကိုပြေပွန်အောင်လှုပ်တက်သူများလည်းရှိပေသေး၏စာသင်ကြီးဖို့ရှင်ဖို့ရှင်ဆိုလင်စာသင်ကြီးစာသင်ကြီးဟုဆိုလင်ဖို့ရှင်ဟုကျွန်ုပ်တို့အဖွဲ့တဲကလူတိုင်းသည်အခြားအခြားသောစာသင်များကိုစာသင်မီသူမီဝါဟုအမည်နှင့်တွဲ၍ခေါ်ကြ၏ သို့သောဖိုးရှင်ကိုမူဇာတင်ကြီးဟူ၍သာငယ်ရွယ်သူတို့ကခေါ်၍အသက်အားရာထူးအားကြီးသူတို့ကဖိုးရှင်ဟုဝင်ခေါ်ရကြ၏အသက်ငယ်ရွယ်သူတို့ကအဘယ်ကြောင့်ဇာတင်ကြီးကိုခေါ်ပါသနည်းဟုမူသူအားကိုဖိုးရှင် ကိုဖိုးရှင်ဟုခေါ်သူများကိုဟေ့ငါမမြတ်သေးအောင်မလုပ်ကြစမ်းပါနဲ့ငါငငယ်လေးရှိပါသေးတယ်ဖိုးရှင်လို့ခေါ်ပါထိုကဲ့သို့ပြောတတ်၏ဟာငရဲကြီးအောင်ဗျာခမရကျွန်တော်ထက်အသက်ကြီးတာကိုကိုဖိုးရှင်လို့ခေါ်ရမှာပေါ့ အမေမင်းကငါ့ကိုမင်းထက်ကြီးတယ်ဟွန်းငါအသက်က73နှစ်တရက်ရော်သေးတယ်မင်းအသက်ဘယ်လောက်လဲပြောစမ်းထိုကဲ့သို့အရှုံးပြောရသည်သူကြိုက်သောနာမည်ကိုပင်ကျွန်ုပ်ဆက်လိုက်၍ခေါ်ပြရသည်ဟိုရှင်က ကျွန်ုပ်ရဲဘွဲတဲ့သူရောက်ချိန်တွင် စားသင်ဖြစ်နေပြီအသက်မှာလည်း40ကျော်45နှစ်ခန့်ရှိနေပြီကျွန်ုပ်တို့သည်ရာဇဝေးအုံများဖြစ်၍ယာရုအပြင်ပိုးရှင်းထက်ကြီးတို့ရာတွင်ထိုစဉ်ကရဲဘွဲရင်ကျင်းမှုတရက်ဟုဆိုရမည် အတုံးအနှုံတိုင်းပင်အသက်အပြည့်အဖေးအရွယ်မကဘိုးအေးအရွယ်ပင်ဖြစ်စီကိုဦးစသည့်ဗမာရင်ကျင်းမှုခေါ်သမုံမှုကိုဂယုမပြုအလေးမမှုပဲဘိုးရှင်းဟုပင်ကျွန်ုပ်တို့ခေါ်ရကြ၏ကျွန်ုပ်တို့မိုင်းရိုင်းစော်ကားသလောက်လဲဘိုးရှင်းကလိမ်မာလှ၏ကျွန်ုပ်တို့သည် အင်္ဂလိပ်ရာဇဝတ်ဝင်များအတုကိုယူ၍ရှင်းဆိုသောအတံပေါ်တွင်ခက်လေးလေးဘိုးရှင်းအင်းအင်းဟုခေါ်လေဇာတင်ကြီးသည်ဖရာဟုရှေ့ရှေ့ထု၏ ကျွန်ုပ်ကဲ့သို့သောရာသွေးအုပ်ပေါက်စားတို့သည်ဝါမရှိဘဲဝီးလုတ်ချင်းသူအများအပြားရှိရာတောသွားမည်ဆိုလျင်ဇာတင်ကြီးဖိုးရှင်းကိုမရအရာခေါ်ယူသွားရကြ၏ရွာများတွင်လူစီစီကြီးလျင်ကျွန်ုပ်တို့သည်မနီးမွေးတွင်အသိရှိနေသောဇာတင်ကြီးအားဖိုးရှင်းဟုဘိုးတန်ပပအော်ခေါ်၏ဖိုးရှင်းကဖရာဟုရှေးရှေးကလေးထူ၏အလုံးစိတ်ကြည်နူးသွား၏ရွာသားများဘက်သို့လှည့်၍ဒစီဒစောင်းအကဲခတ်ကြည့်လိုက်၏ရဲသူရွာသားအချို့မှာသူတို့အလုံးလေးစားယူသည်ရသော ဇာတင်ကြီးကပင်ဖျားထူးနေသော ပုဂ္ဂိုလ်တို့သည်အေယာမပုဂ္ဂိုလ်ကြီးများဖြစ်ရပေမည်ဟုတွေးထင်ကြကဖျားထူးသူမရှာဖြစ်လာရ၏အရှင်မြင့်လင်ကြုံတည်သည့်သဘောတရားအရဇာတင်ကြီးမှာပုဂ္ဂိုလ်ကြီးတဦးတပည့်ရင်းခောက်ခောက်ဖြစ်၍သူတွင်လည်းအထူးကြည်ညိုလေးစားမှုကိုခံရပါ၏ဤသို့ဖြင့်ရာသပွေးအိုပေါ့ဆာများနှင့်ဇာတင်ကြီးတို့သည်တော်လက်ကြီးရွာများတွင်စခန်းသွားကြ၏မရှိသောဝတွေကိုလုံကြီးအကြီးကြီးတင်ကြ၏ဘိုးရှင်က ဘယ်အရက်ဘယ်ရွာသို့ရောက်ရောက်မသိသူမလေးစားမယိုသေးသူရှာလာ၏။ရွာရှိကလေးလူကြီးကနာမည်ကိုခေါ်လေးမရှိ သာတင်ကြီးဟုရှာလေးအားလေးနှင့်အညာအရက်ခေါ်ခေါ်လေးရှိသည်။မြို့မှာတောသို့သွားရမည်ဆိုလျှင်သာတင်ကြီး၌ငွေငါးမူကန်ဂျင်းဤပတ်စံများယူသွား၏။ရွာဝင်လျင်ကလေးများသည်စုဝေး၍ရောက်လာတတ်၏။ကလေးများကိုပတ်စံတပြားတပြားတရွာရောက်လျင်တင့်တင့်အောင်ပြန်ပြု၏။ ဤသို့အလေးအထားရှိသောစာသင်ကြီးမှာကလေးများနှင့်အလွန်ခင်မင်ရင်းနှီးမှုရှိ၏ကလေးဟူသည်လူကြီးများကဲ့သို့နှုတ်ဆောင်စည်းမှုမရှိသဖြင့်စာသင်ကြီးသည် သူလိုချင်သောတည်းများကိုကလေးများထံမှအများအပြားရရှိသည်ဟုကျွန်ုပ်တို့သိရ၏ဟိုရှိ၌ခြင်းစရာကောင်းသောအကွက်ကလေးများက များပြားလှပါ၏သူသည် ဝေယဝိဆဆောင်ရွက်ရာတွင် သူမတူရှားသူဖြစ်၏အလူကိစ္စမင်္ဂလာဆောင်ကိစ္စအတုပကိစ္စအစရှိသော ကိစ္စပေါင်းများစွာကို ဌာနဝင်အတွင်အတူနေများကိစ္စသာမကမိမိပီပတ်တရားတော်ရသောရွာများ၌ပင်တွားရောက်ဆောင်ရွက်တတ်သည်။နေအတွင်းရှိလူရှင်ယဟန်တို့ကိုတင်းတင်းလျောက်ပတ်စွာပေါင်းသင်ဆက်ဆံမှုရှိခြင်းကြောင့်လေရဲအဖွဲ့ဝင်များသာမကရဲသူရွာသားများကပါ အားကိုးကြ၏။သာတင်ကြီးဖိုးရှင်မှာမြမသာကောင်းကောင်းမတက်ပါခொနည်းရက်တပတ်မိမိရေးရပြီဖြစ်သောနေ့စဉ်မှတ်တမ်းကိုပင်မိမိလက်အောက်ရှိရေးသားကရေးပေးရ၏။ သူတွင်အ ਨੇ ငယ်မြသောပညာရေးကျင်းသာရှိပါမူရာသွေးအုပ်ရာရုတို့ပင်တိုးမြင့်ခက်အပ်ခြင်းခံရမည်ဟုထင်၏ဇာတိကြီးသည်ဒေါဌာနာတစ်ခုအနည်းတွင်မမပင်စင်ယူပြီးနောက်အင်္ဂလိပ်တစ်ဆောင်ဆောက်၍ဆက်လက်၍ပင် ရာသွေးအဖွဲ့များအားစောင့်ရှောက်နေ၏ဂျပန်ဝင်လာသောအခါပိုးရှင်သည်ဒေါရွာလေးတရွာတွင်တွားရောက်နေထိုင်၏ရဲအဖွဲ့ဝင်ပင်စင်သားတအုပ်ဖြစ်၍ပင်စင်လာစာငွေမှနည်းလာသည်ဖြင့်မလုံမလောက်ဖြစ်နေကြ၏ သို့သောထိုချိန်တွင် စာကေကောတောရဲ့ချက်ရောင်းစားခြင်းသည်ငွေဝင်ကောင်းသောအလုပ်ဖြစ်၏ရာဇဝေးဖက်ရင်မျိုးဘက်အရာရှိတို့သည်လည်းစာကေရောင်းသူတို့နှင့်တင့်တင့်ပြောက်ပတ်စွာသာအုပ်ချုပ်နေရသောအချိန်ဖြစ်ပြီးဇာတင်ကြီးဖို့ရှိမှဇာကေတဲ့ဘဝဖြင့်အသက်မွေးဝမ်းကြောင်းရှာရ၏ဂျပန်လက်ထက်တွင်ထိုရွာသို့ကျွန်ုပ်ရောက်သွားသောအခါအလုံးပြပြွှ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  ဆရာရဲ့ဒုက္ခပါပဲအဝိအစာချုပ်တဲ့တာကကိစ္စမရှိဘူးအစာအတော့မလောက်မငါရှိတာကဒုက္ခပဲကလေးတွေနဲ့တော်တော်ကြက်ပါတယ်ဆရာရဲအဖွဲတွေပြန်ဝင်ပါအောင်လားကျွန်တော်ပြောပြပါမယ်ရဲအဖွဲကလည်းအရင်လိုမဟုတ်တော့ပါဘူးဆရာရတဲ့လကနဲ့မလောက်တော့အခုလိုက်ရှိလုံနေတဲ့လူတွေကိုယ်တိုင်ငွေရမှုကိုအရေးတကြီးဆုံးထားပြီးတော့မတရားတာတွေလုပ်နေကြတာကျွန်တော်မြင်တာပဲဟိုခမရလေအရက်ချက်ရောင်းစားတဲ့ဘဝထက်တော့တော်ပါသေးတယ် ဒါကတော့ဆရာအမြင်ကိုကျွန်တော်ကတော့ကြိုက်တက်လို့ဝယ်တောက်ချင်တဲ့သူကိုရောင်းရတာဖြစ်တော့အရက်ပဲဖြစ်ဖြစ်ဘိမ့်ပဲဖြစ်ဖြစ်ရောင်းစားတာတိတက်ဆိုးတဲ့ရာဇဝတ်မှုတွေကျူးလွန်တာတွေထက်တော့တော်သေးတယ်လို့ပြောရတာပါသူပြောသမျှကိုစဉ်းစားကြည့်ရင်ဂျပန်ခေတ်ကရဲအဖွဲ့ဝင်များ၏လုပ်ငန်းစဉ်များမှာငွေရပြီးရောသဘောတော်ထားကြသည်ကိုဘေးလူအနေဖြင့်ပေါ်လွင်ထင်ရှားနေ၏ဟုတ်လဲဟုတ်ပါသည်ရရှိသောလကကလည်းနေပုံစည်းနှုံးကကြည့် လာကမှရရှိသောဟောင်းရွက်နေသောငွေဆက်ကူကလည်းသုံးမရအထက်မှာအုပ်ချုပ်သူတို့ကိုယ်တိုင်ကလည်းနိုင်ငံရေးသဘောတရားအရာအုပ်ချုပ်နေသူများပြည်၍အလုပ်တင်ကျွမ်းကျင်လိမ္မာမှုမရှိရကဖြစ်ကျင်သလိုဖြစ်နေသောခေဖြစ်၏ညာရူးကြီးကြီး လေလုံးထွားထွားနဲ့တော်လိုင်းစကားကိုပြောနေသူများသာများနေ၏ပဲလေရဲတင်ကြသောမိုးရပေါက်လောက်သာကြီးကျယ်သောမိမိဆောင်ရွက်ခဲ့သည့်ဒေါ်လာ၏လေးများကိုသာပြော၍ချစ်ဆက်လိုက်၍စားဝတ်နေရေးတို့ကိုပူလုံအောင်မြည်တို့ကြံဆောင်ရမည်ကိုမသိဘဲ မိုလာကေလာဂျပန်အားကို ပြုလုပ်နေသူများလည်းမရှာခရိုင်များတွင်ရှိနေ၏။မိတို့ပင်ဆိုစေလွတ်လပ်ရေးကိုကြိုးပမ်းနေကြသူများကိုတကယ့်မိမိရန်သူကြီးပမာခရုကိုကရောင်းကြိုက်ဖမ်း၍အရှင်သခင်အင်္ဂလိပ်တို့၏အလိုတော်ကြောင့်တဝမ်းတခါလှရုံများသဘောထားကလောက်ကိုင်းဆောင်ရွက်နေသောကျွန်ုပ်တို့ကဲ့သို့တဘာကျုံအစိုးရလာကစားများထက်ကပေလေတဲ့တွင်ကြာသောမိုးပေါက်ကလေးလောက်များဆောင်ရွက်သောနိုင်ငံရေးသမားပေါက်ဆာများမှာကြီးကျူးစရာပင်ဖြစ်၏ အဘယ်ကြောင့်ဆိုသောကျွန်ုပ်တို့ကဲ့သို့သော အစိုးရလာကစားများမှာအကြီးဆုံးယာရုရှိသူမြမလူမျိုးဟူသည်၍အင်္ဂလိပ်ကိုကြီးညိုလေးစားကြသည်သာမကမြမပြည်မှထွက်ခွာမသွားစေရန်အမျိုးမျိုးအလိုတော်ကျဆောင်ရွက်ခဲ့ကြ၏အစိုးရလာကစားများ၏အလိုအတိုင်းဆိုလျှင်ယခုအချိန်ထိပင်လွတ်လပ်ရရအောင်မည်မဟုတ်ဟုကျွန်ုပ်ဆိုခြင်း၏ရဲကြက်ကြီးဦးဖိုးရှင်းမှာကနိုင်ငံရေးသဘောတရားကိုတူနာမလဲပါ သို့သော အစိုးရမင်းဟုဆိုလျှင်သူကြီးညိုသည် လေးစားသေးတာဒီသို့တော့လွတ်လပ်ရေးရပြီးနောက်အသက်အရွယ်ကကြီးရရှိသည့်ပင်စင်လာစားကလည်းနည်းလာသဖြင့်တောင်ကျက်သူများစိုးမိုးအုပ်ချုပ်ရာဒေသ၌ပင်မလွဲမချောင်းသာသဖြင့်နေထိုင်လျက်ရှိ၏အစိုးရနယ်မြေအတွင်းနေထိုင်လို၏ကိုဝန်းနာကိုသာတိဆိုပြီးအလားကိုဖိုးရှင်းမှာတောင်ကျက်သူနယ်မြေတွင်သာနေရရှာ၏ရဲအဖွဲ့တွင်လုံဆောင်ခဲ့သူတယောက်ဖြစ်၍ကုံရောင်းကုံဝဲအလုပ်ကိုလည်းနားမလဲရှာမိမိစိုးကက်လှုပ်ရှားရန်လဲတောင်ကျက်သူနယ်မြေတွင် ူတို့အစိတ်မတင်ကအချစ်တော်မဝင်ပဲလဲပင်ဓာဆင်းကြီးခံရပေမည်။တောင်းကျမ်းမှုများပထမတွင်ကွန်မြူနစ်တခင်ဆိုးဂိုင်းဝင်များသာလက်နက်စွဲဂိုင်းတော်လှန်ကြတော်လဲနောက်ပိုင်းတွင် အဖြူအနီဟု၍တခင်တန်းထွန်းဂိုင်းနှင့်ပြည်သူရဲဘော်များကလည်းလက်နက်ဂိုင်းတော်လှန်ကြပြန်၏။သို့ဖြစ်၍တော်တွင်တွင်သုံးပါတီဖြစ်နေ၏။ပထမတွင်တပါတီအရေးသာဖြစ်၍ရွာသို့လာရောက်လျင်အစိုးရတက်လာသလား ရဲအဖွဲ့ဝင်များလာရင်သူ့ကိုပြောအစရှိသောမိန်ခွန်းကျွေးမှုလောက်သာရှိသို့နောက်သုံးပါတီဖြစ်လာတော့ကအစိုးရနဲ့အခြားပါတီများ၏လှုပ်ရှားမှုကိုပါမေးကြမြန်းကြလှုပ်ကြပြန်၏ကွန်မြူနစ်အနီလာလျင်မင်းအဖြူမင်းရဲပေါ်မင်းအစိုးရတရင်မင်းစသဖြင့်ဆွဆွေး၍ရွာသူရွာသားများအားအနိုင်အထက်ပြုကျင်ကြ၏။ရဲသူရွာသားများမှာကနီးရတာကိုကြောက်ရသည်ဆိုသည့်စကားအရကွန်မြူနစ်နီဆိုလျင်တရွာလုံးကွန်မြူနစ်နီဖြစ်ကြရ၏ ။ဤသို့လျှင်ကွန်မြူနီဖြူရဲဘော်ဖြူအစရှိသည်ဖြင့်အရာအမျိုးမျိုးပြောင်း၍စခန်းသွားကြရ၏။ကိုဖိုးရှင်းမှာရဲအဖွဲ့တွင်နှစ်ပေါင်းများစွာလူတို့နှင့်အင်းရင်းနီနီဆက်ဆိုင်ခဲ့ဖို့သူဖြစ်၍တောင်းကျန်းသူတို့နှင့်လည်းချစ်ခင်ရင်းနီစွာပေါင်းသင်းနိုင်စွမ်းပေမိမှယုံမှားပွဲမရှိ။ကိစ္စတစ်ခုလည်းရှိသေး၏။တောင်ကျန်းသူရဲဘော်နှင့်ဘိုးကြီးများကြိုက်တဲ့သောအရက်လဲချက်တတ်သူဖြစ်၍ဘိုးကြီးဘိုးကလေးမှအစာရဲဘော်အစုံထိ ချစ်ခင်မြန်လို့ကြ၏။တောင်ကျန်းသူတို့က တော်ရဲ့ချက်ခွင့်ပြုထားသည့်အပြင်ထញ្ញံများလည်းရှာကြံပေးတတ်ကြသည်ခမားကိုကျုပ်တို့ရဲဘော်ဘူကြီးတခင်မျိုးချစ်ကယုံကြည်စိတ်ချရတယ်လို့ပြောသွားတယ်ဟုတ်လားတနေ့သောညတွင် နောက်ပြောင်းလာသောနစ်နီဘူကြီးတဦးကကိုပိုရှင်အားမေးဟုတ်ကဲ့ဘူကြီးကျွန်တော်တစ္ဆာရှိရှိနဲ့ဆောင်ရွက်ပါတယ်စေစနာတန်တန်နဲ့မှားသွားရင်လည်းဘူကြီးတို့ကခွင့်လွှတ်ပါနစ်နီဘူကစေတနာစေတနာ ဟုတ်တယ်စေစနာတန်တန်နဲ့မှားရင်မှားပြီစီပေါ့ဗျာဒါပေမဲ့ကျုပ်ကတော့အရင်ဘိုးကြီးတို့လိုယုံလွယ်တဲ့လူတော့မဟုတ်ဘူးဘာပဲဖြစ်ဖြစ်အားလုံးအခြေအနေတွေကို သုံးသပ်ပြီးမှကျုပ်ဆုံးဖြတ်ချက်ချတယ်မှတ်ထားဟာဒါတော့အလွန်ကောင်းပါတယ်ဤတို့ပြောပြီလင်ဥပိုးချင်းကအရက်တပလင်းလက်ဆောင်ဆက်လိုက်အရက်ပလင်းတကိုးကြောင့်ပင်ဥပိုးချင်းကျုပ်ဒီ area မှာကွန်မန်ဒါပဲဘာပဲဖြစ်ဖြစ်ကျုပ်ကိုပြောခမရလှုပ်ကျင်တာရှိရင် ကျုပ်ကိုပြောကျုပ်ပူညီမယ်ဟုတ်လား ဤသို့ဖြင့်နေနေပြီးလင်နေဖြူနေဖြူပြီးလင်ရဲဘော်ဖြူတို့သည် အလှည့်ကျဝင်ရောက်၍ဧရိယာကွန်မန်ဒါလာလာလုကြသည်ပါ တရုတ်ဆက်ပြတကယ်သို့ပင် စုထက်စုလူစမ်းကောင်းဆိုတကယ်သို့ပင် ကြည်လာ၏မိတို့ပင်ဖြစ်စေကိုဖိုရှင်က၎င်းတို့နှင့်တင့်တင့်လျောက်ပတ်စွာပေါင်းသိနေတကယ်ဤနေကိုရစာရက်ကိုလာစာ လာကိုနှစ်စားကကာလအတော်ကြာညောင်းနှင့်အစိုးရဒုံးစစ်သည်ပြင်းထန်လာ၏တစတစတောင်းကျမ်းသူများ ကြီးစိုးသောခရိုင်များကိုအစိုးရတပ်များကပြန်လည်သိမ်းပိုက်လိုက်၏ဌာနများပြန်ပွင့်နိုင်သည့်အထိလောင်ကျန်းသူတို့၏အခြေဆိုင်ရာဒေသများလည်းလျော့နေပြပြသွား၏ထိုချိန်တွင်ဥပ္ပိုလ်ရှင်တို့ရွာကလေးနှင့်မြောက်သူ၆မိုင်ကွာတွင်တပ်နီးများတပ်ဆွဲရာစခန်းချရာဖြစ်၏တောင်ဘက်၈မိုင်ကွာတွင်အလံပြူကွန်မြူနီများတပ်ဆွဲရာဒေသဖြစ်၏အရှိဘက်၅မိုင်ကွာတွင်ရဲဘော်ပြူများတပ်ဆွဲရာဖြစ်၏အားလုံးသောရောင်းသုံးသဘုံတို့သည်ကာကီရောင်းနှင့်စစ်အတွင်းကအင်္ဂလိပ်အမေရိကန်များဝေသော တိုက်စစ်စစ်ဝစ်စစ်စားများကိုသာအများအပြားဝစ်ဆင်ကြသဖြင့်အရသာတဦးတယောက်သည်မိသူသည်တက်နေဖြစ်၍မိသူသည်အဖြူရဲပေါ်ဟု၍မကွဲကြနိုင်အစိုးရတက်ဟုဆိုသောရဲအဖွဲ့စစ်ရဲအဖွဲ့တို့သည်လည်းထိုနည်းနေနှင့်ဝစ်စားဆင်ရင်ညာ၏စစ်တိုက်ကရိယာဆုံးဥပမာရေဘူးလွယ်အိတ်ရန်တောက်အိတ်အစရှိသောကရိယာများသာဘုံဘုံပြည့်စုံစွာအစိုးရအဖွဲ့သားများကဝစ်စားကြ၏တို့ဖြစ်၍ဒေါသများခွဲခြားသည့်ယံအလွန်ခက်သောအချိန်ကာလဖြစ်၏ အစိုးရကစေတနာတရားတရားပြည့်စုံစွာဖြင့်ပထမဦးဆုံးလူငယ်ချမ်းသာ권ပေး၍လက်နက်ချဝင်ရောက်ရန်လှုပ်ဆော်နေခြင်းဖြစ်၍ရောင်စုံတပုံတို့သည်အချင်းချင်းလည်းမယုံရအဖွဲအစည်းချင်းလည်းမယုံရသောအခြေဖြစ်နေ၏။ရန်ခိုင်ရန်ဖန်တွင်အစိုးရတိုက်ကင်းလှည့်နေ၏။ဥပိုးရှင်တို့ဒေသသူလည်းအစိုးရတိုက်ကင်းအဖွဲများမကြာခဏအရောက်လာ၏။ဥပိုးရှင်သည်ဘေးစင်စားတယောက်လည်းဖြင့်ရဲအဖွဲတွင်လူချစ်လူခင်များသောအမှုထမ်းသူတအူလည်းဖြစ်သည်ဖြင့် ရဲသူရွာသားတို့၏လေးစားမှုကို ခံယူရတည်တာမကအစိုးရတိုက်ခင်းများရောက်လာလေသူ့ကိုယ်သားလေးအမိတက်၍မေးလာတတ်ကြ၏ဘလို့လဲပြောဥပုရှင်ခမားတို့တောင်းကျမ်းသူတွေဘယ်ပြေးကြပြီလဲဘာသတင်းများရှိလဲလိုက်ပြတယ်မှာခမားစုရမယ်အစရှိသော မေးခွန်းစုငွေဖြင့်မြားသောကိစ္စများက အခါပေါင်းမနဲ့လားသို့တော့မရှိတော့ပါဘူးတောင်းကျမ်းသူတွေမလာဝင်တာအတော်ကြပါပြီကျွန်တော်သိရင်ဘယ်နေမလဲပြောမှာပေါ့လိုက်ပြမှာပေါ့အစရှိသောအပြေတို့ဖြင့်သာ နီးရထားကိုကြောက်ရသောဥပုရှင်ကအပြေပေးခဲ့၏တက်ဒီတက်ဖြူရဲဘော်တို့ကအစိုးရတက်အကြောင်းမေးနေလေဤတို့နှင်းနေပေပြောခဲ့၏ပထမဦးဆုံးမတင်ငါရဲတောင်းကျန်းသူဘက်မှရှိသည်မှာဥပုရှင်ဖြစ်၏ပထမဦးဆုံးတရင်မှန်တရင်ကောင်းရမည်ဟုအစိုးရဘက်မှယူဆခံရသူမှလည်းဥပုရှင်ပဲဖြစ်၏သို့သောဥပုရှင်ဘာနဲ့လိမ္မာမှုကြောင့်တောင်းကျန်းသူများ၏တန်တရားကိုလည်းရှင်းလင်းစေရန်အနေမမှန်ဖြစ်နေခဲ့၏ အစိုးရတပ်မှအရာရှိများကိုလည်းအခြေအနေကိုလျှို့ဝှက်၍ကြဲကြဲတမျိုးတိုးတိုးတမျိုးပြောခြင်းဖြင့်၎င်းတို့၏ယုံကြည်ကိုးစားမှုကိုလည်းဥပိုးခြင်းရယူနိုင်၏တဏီတိုင်ခင်သာဝတုရာသီတဏီသောညနေချိန်တွင်တဏီဘူနှင့်တဏီရဲဘော်20တို့တိုင်ခင်အဖွဲ့သည် ကိုဖိုးရှင်တို့ရွာသို့ရောက်လာ၏ဥပိုးရှင်ကြီးဘာသတင်းထုတ်လဲဗျို့ဘိုးကြီးရဲ့ဘာသတင်းမှထူးထူးဆန်းဆန်းမရှိပါဘူး ။နို့ပေမဲ့အစိုးရတိုက်ခင်းအပွဲတခုတော့လာလိမ့်မယ်လို့ကြားရတယ်။ဟုတ်လားလာစမ်းစီချင်ပါပြီဗျာ။ဘတ်တော့လောက်လဲ။တရင်မှန်တော့မရသေးဘူး။ဒါပေမဲ့ဘိုးကြီးတို့ကျွန်တော်ကတိပေးပါတယ်။လာရင်ကျွန်တော်မြန်မြန်လာပြောပါမယ်။ပြောစမ်းဗျာ။ခမရကိုကျုပ်တို့စုပေးမယ်မှတ်ထား။ဖူဖူရှင်က ပြုစုသောအရက်သမင်းဟင်းတို့ကို စားတော့ပြီလင်သူတို့ဤစခန်းချရာတို့ညအချိန်ပြန်သွားကြ၏တက်ညီတို့ကို၎င်းရဲဘော်ဖြူတို့ကို၎င်း အလံဖြူတို့ကို၎င်းတိုက်ကင်းအဖွဲတိုင်းတို့အစိုးရတက်လာလျက်သူပြောပါမည်ဟုခရီးပြူတာ၏ရဲ့အတော်ညောင်းသွားတော်လဲဥဖိုးရှိအစိုးရတက်လှုပ်ရှားမှုတရင်မကြရာအနည်းဆုံးတောင်းကျမ်းသူများ၏ဒေသသည်ငားမိုင်မျှသာရှိ၍တနေ့တွင်ထိုဒေသမှရဲဘော်ဖြူတက်သားနှင့်ပိုအချို့သည်ဥဖိုးရှိနှင့်လာရောက်၍မိမိတို့စခန်းရွှေ့မိအကြောင်းကိုပြောလာကြ၏ဥဖိုးရှင်ကျုပ်တို့တက်စခန်းရွှေ့ရမယ်ဗျဒီတော့ခမရရွာမှာကျုပ်တို့တက်မရွှေ့ခင် ပျော်ပွဲစွာလိုတယ်စီမံနိုင်ပါမလားဟုတ်ကဲ့ဘူကြီးစီမံနိုင်ပါတယ်စိတ်ချပါနေများတတ်မှတ်ထားပြီလေရဲဘော်ဖြူရဲဘော်နဲ့ဘူကြီးများပြန်သွားကြ၏ချိတ်ဆူထားသောနေ့ရဲဘော်ဖြူများချိတ်ဆူထားသောနေ့တွင်ရာရင်းသူလာရောက်ကြ၏ရွာကိုစီးချ၍အဆောင်ထားစေ၏ဥပ္ပိုလ်ချင်းသည်လူတိုင်းလူတိုင်းကြိုက်သောတောအီရန်များရရှိနိုင်သည်များစုဆောင်းထားရမှာအဆောင်ချထားမိရဲဘော်များကိုလည်း တရုတ်ဝက်ပြီးပေးလိုက်တယ်ဟိထိုအချိန်လောက်တွင် အလန်းပြူတေးသားတို့လူတယောက်အလန်းဒီစခန်းချအသူတယောက်ဥဖိုးရှင်ကလျှို့ဝက် စီမံပြီးလင်လွှတ်လိုက်ဥဖိုးရှင်ကိုယ်တိုင်မှာအက်ခံနေရသဖြင့်မတော်နိုင်ချာညနေ3နာရီလောက်အချိန်တွင်ဥဖိုးရှင်ရွာသို့နစ်ဖြူနစ်နစ်နီတက်များချီတက်လာကြ၏ရွာကိုအဆောင်ချထားသောကင်းကအစိုးရတပ်ဟုအထင်ရှိပြီးလင်တော်ရင်ပါတီအချင်းချင်းမိုးနေသောကင်းဆောင်များကစားစတင်ပြစ်ခတ်တော်၏ ရွာရင်းရှိဥဖိုးချင်းကဘိုးကြီးအစိုးရတက်တွေလာနေပြီလောက်ပါအောင်လောက်ပါအောင်ဟုပြပြသလဲပြောကြလိုက်ရွာမှပြစ်ခတ်တန်ကြလျင်ရွာနှစ်ဖက်မှတက်လာသောနစ်ဖြူနစ်တက်နီရဲဘော်တို့ကပြန်လှန်ပြစ်ခတ်ကြရာတိုက်ပွဲမှာအတော်ပြင်းထန်နေ၏ဤကဲ့သို့ရောထွေးချက်တင်တစ်ဖက်နှင့်တစ်ဖက်ပြစ်ခတ်နေရမှာဥဖိုးချင်းသည်ကိုယောင်ဖြောက်၍အစိုးရတက်ရှိရာသို့တွားရောက်ပြောကြ၏ဘိုးကြီးကျွန်တော်တို့ကိုအချင်းချင်းချက်အောင်လို့အကွက်ဆင်ထားခဲ့ပြီ ရွာထဲကတောင်းညံ့သူကရွာပင်ကတောင်းညံ့သူကိုအစိုးရတက်ထင်ပြီးတော့တိုက်နေရေးကြပြီအခုဘိုးကြီးတို့လာရင်နှကောင်ခုတ်လို့အမောမှာအตาဖမ်းယူရတယ်လို့လွယ်လွယ်နဲ့အပြုတ်ချနိုင်မယ်ကဲသွားကြရအောင်အစိုးရတိုက်ခင်းအပွဲမှာဘိုးကြီးတဦးကဥဆောင်၍တက်စိတ်တစိတ်သည်ဥဖိုးချင်းတရင်ပေးချက်အရာဒိုးရွာကိုညှက်၍တိုက်ကြရာည10နာရီအချိန်တွင်တောင်းကျန်းသူသုံးပါတီမှတက်လုံးပြုတ်သွား၏ဥဖိုးချင်းလည်းဤကိစ္စပြီးသည့်နောက်အစိုးရတက်နှင့်အတူလိုက်သွားပြီလျှင် မြို့တွင် သွားရောက်ကူအောင်နေရာယခုတေရှားပြီဟုသိရ၏ဥဖိုးရှင်ကိုချီးကျူးလို၏ဂုံပြုလို၏သို့တော်ဥဖိုးရှင်ကမူချီးကျူးမှုဂုံပြုမှုကိုမခံလို့မခံရဲချီးကျူးခံရမိကိုပင်ကြောက်နေရှာပေမည်သူသည်တေရှားပြီကျွန်ုပ်သူ့အားချီးကျူးလိုပါသည်ဤစာဆောင်ဖြစ်မည်ချီးကျူးလိုက်ပါ၏ပလိတ်အရာရှိတူဟုတ်ကဲ့အခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ အားလုံးပဲကိုယ်စိတ်နှပြကျမ်းမှာချမ်းသာကြပါစေ။